ဟဲဝေးရလက်ထက်မဲ့အမျိုးသမီးကဘသူလဲဆိုရပေါ်ဖွင့်ရလာတဲ့ဆိုင်းစီတွမ်ခမ်အလုံးမဲမင်္ဂလာပါဗမစ်နာငါနေချစ်စလိုက်ပါတယ်ဆိုင်းစီတွမ်ခမ်နဲ့ဟဲဝေးရတို့ကလူအများရှိမှာတိတ်ပြီးရင်းနေကြတဲ့ပုံမပေါ်ပေမဲ့ကင်မရာနောက်ကွယ်မှာဆိုအများရန်ချင်းတွေ့ကရင်းနေကြတဲ့သူတွေဖြစ်ပါတယ် နှစ်ယောက်လုံးရဲ့အချင်းစိုက်ကလည်းတူသလိုအနေထိုင်အေးဆေးတာချင်းကလည်းတူကြတာပေါ့ဒါအပြင်စကားပြောရတာလည်းအဆင်ပြေတာကြောင့်ဆိုင်းစီတုံခန်းနဲ့ဟင်းဝင်ရန်တို့ကတွေ့ဖြစ်ကြပါတယ်ရှူတင်တွေအားကြတဲ့ညနေခင်းဘက်တွေမှာဆိုရင်နှစ်ယောက်တူတူစားတော့ဆိုင်တစ်ခုမှာထိုင်ကစကားတွေပြောတတ်ကြတာပေါ့တောက်ကြစားကြရင်းနဲ့ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်ပါတယ်တချို့မင်းသမီးတွေဆိုရင်ဟင်းဝင်ရန်နဲ့ဆိုင်းစီတုံခန်းတို့တွဲနေကြပြီလို့တောင်စားနောက်နေကြတာပေါ့ ဒါကြောင့်မို့ဟဲဝင်ရန်တယောက်လက်ထပ်တွက်မယ်လို့သိလိုက်ရတဲ့အချိန်မှာမီဒီယာတွေကဆိုင်းစီတွမ်ခန်းစီကနေမေးမြန်းနေကြပါတယ်။ညနေတိုင်းတွေ့ဖြစ်နေကြတဲ့ဟဲဝင်ရန်လက်ထပ်မဲ့အမျိုးသမီးကဘယ်သူလဲဆိုတာကိုဆိုင်းစီတွမ်ခန်းသိမယ်လို့မီဒီယာတွေကထင်နေကြတာပေါ့။ဒါပေမဲ့ဆိုင်းစီတွမ်ခန်းကဟဲဝင်ရန်လက်ထပ်မဲ့ဆိုတာကိုတော့မသိလိုက်ပါဘူး။ဟဲဝင်ရန်လက်ထပ်မဲ့ဆိုတဲ့အကြောင်းကိုမွေးနေ့မှာဖခင်ဖြစ်သူကအင်တာဗျူးရင်းထုတ်ပြောခဲ့တာပေါ့။ ါကြောင့်ဟဲဝင်ရန်ကိုယ်တိုင် surprise ဖြစ်ခဲ့သလိုအားလုံးကလည်း surprise ဖြစ်သွားကြရပါတယ်။ဆိုင်းစီတွမ်ခန်းဟာဟဲဝင်ရန်ကမိဘပေးစားမဲ့သူကိုလက်ထပ်မယ်ဆိုတာကြောင့်အားကြောင့်နေရတာပေါ့။ကိုယ်တိုင်ရွေးချယ်တာကောင်းပေမဲ့ဟဲဝင်ရန်ကတော့မိဘရွေးပေးတဲ့သူကိုလက်ထပ်တော့မှဆိုပြီးလဲစောင့်နောက်နေခဲ့ပါသေးတယ်။ဒါအပြင်ဆိုင်းစီတွမ်ခန်းကဟဲဝင်ရန်ဘသူနဲ့လက်ထပ်မလဲဆိုတာကိုသူကိုယ်တိုင်မသိနေခဲ့ပါဘူး။ ဟိမွေရန်နဲ့ညနေတိုင်းတောက်ဖြစ်ပေမဲ့ကိုရီးကိုရာဂိမ်းစားရီကိုရာမပြောပြတတ်ပါဘူးတယောက်နဲ့တယောက်တောက်တာကိုသာဦးစားပေးကတွေ့ဖြစ်ကြတာပါဒါကြောင့်မို့ဆိုင်းစီတွမ်ခန်းကဟိမွေရန်လက်ထက်မဲ့အမျိုးသမီးကိုမတွေ့ဘူးပါဘူးကိုတိုင်းမတွေ့ဘူးတာကြောင့်လက်ထက်ဖြစ်မှာတော့မယုံနေတာပါတကယ်လို့လက်ထက်ဖြစ်မယ်ဆိုရင်လည်းဆိုင်းစီတွမ်ခန်းကသတို့သားအရာနေနဲ့လုပေးမှာဖြစ်တယ်လို့ဆိုထားပါတယ်တောက်ပြန်လက်ထက်တော့မယ်ဆိုရင်အမျိုးသမီးကဆလေးတောက်တာဘီယာတောက်တာကိုသဘောတူအောင်တည်အောင်ထားပါဆိုပြီးလဲဆိုင်းစီတွမ်ခန်းကဟိမွေရန်ကိုအကြံပေးထားခဲ့ပါတယ် ဟေဝင်ရန်ရဲ့လက်ထက်တော်မဲ့မျိုးသမီးကဆိုဗီယက်သင်းရဲလို့ပရိသတ်တွေကယုံကြည်နေပေမဲ့အနုပညာရှင်တွေကမသိသလိုသာဟန်ဆောင်နေကြတာဖြစ်ပါတယ်။တချို့နုပညာရှင်တွေကစီးဆောင်နေပေမဲ့တချို့နုပညာရှင်တွေကတော့ဟေဝင်ရန်ရဲ့ဆိုဗီယက်သင်းကိုအမျက်ဆုံးနှိစက်စေခြင်းနဲ့ဆိုပြီးလက်ထက်စေခြင်းတွေကြတာဖြစ်ပါတယ်။ဟေဝင်ရန်ဘက်ကထုံမပြောသလုံးဆိုဗီယက်သင်းဘက်ကလည်းခုလိုသတင်းတွေထွက်လာတဲ့အပေါ်မှာဘာမှမထုတ်ပြန်ထားပါဘူး။ဆိုဗီယက်သင်းကဆိုင်းစီတွမ်ခန်းရဲ့ပရိသတ်တွေသဘောတူတဲ့အချိန်တုန်းကတော့အခွင့်အလို့တွေမပေးစားကြပါနဲ့ဆိုပြီးတောင်းမြစ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဟေ ဲဝင်ရံနဲ့လက်ထပ်မယ်လို့ပြောနေတဲ့အချိန်မှာမငင်းဆန္ဒကြောင့်လည်းအထူးဆန်းဖြစ်နေကြတာပေါ့ဆိုင်းစီတွမ်ခန်ကတော့ဟဲဝင်ရံကိုလေးစားတဲ့အနေနဲ့လက်ထပ်မယ်မျိုးသမီးကဘာလို့လဲဆိုတာမပြောဘဲရင်ကုန်နှုတ်ပိတ်ပင်းနေတာပေါ့ဟဲဝင်ရံကိုယ်တိုင်ကလည်းသူ့လက်ထပ်မယ်အကြောင်းကိုလက်ထပ်ပွဲကျင်းပမှသာသိစေချင်တာပေါ့ဒါကြောင့်မို့ပရိသတ်တွေကလည်းဟဲဝင်ရံရဲ့လက်ထပ်ပွဲကျင်းပမှသာသူ့လက်ထပ်လိုက်တဲ့မျိုးသမီးကဘာလို့လဲဆိုတာကိုသိချင်ရတော့မှဖြစ်ပါတယ် ဟေဝင်ရလက်ထက်မဲ့အမျိုးသမီးကဘသူလဲဆိုတာထုံးမပြောလာတဲ့ဆိုင်းစီတွမ်ခန်းပုံဘရဒတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ